်မင်္ဂလာပါရှင် PSM News ရဲ့နိုဝင်ဘာလ25ရက်နေ့အတွက်မိုးလေဝသအခြေအနေခန့်မှန်းချက်တွေကိုတင်ပြပေးသွားပါမယ်ကပလီပင်လေပြင်းတောင်ပိုင်းနဲ့မလကားရေလက်ချားမှာဖြစ်ပေါ်နေတဲ့အားကောင်းတဲ့လေပြင်းနဲ့ရေဝန်တစ်ခုဟာဒီနေ့မှပဲမုန်တိုင်းငယ်ဖြစ်ရောက်ရှိမှာဖြစ်ပါတယ်။အဲ့ဒီမုန်တိုင်းဟာအနောက်အနောက်မြောက်ဘက်ကိုရွေ့ရှားပြီးနိုဝင်ဘာလ26ရက်နေ့မှာဆိုင်ကလုန်းမုန်တိုင်းဖြစ်ကိုအားကောင်းလာနိုင်တယ်လို့အိန္ဒိယမိုးလေဝသဌာန IMD ကထုတ်ပြန်ထားပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့အားကောင်းတဲ့လေပြင်းနဲ့ရေဝန်ကိုအပြည်ပြည်ဆိုင်ရာမုန်တိုင်းဆောင်ကြည့်ရေးဌာနတွေက Invest 92B အဖြစ်သတ်မှတ်ဆောင်ကြည့်နေကြပါတယ်။ဥရောပမူလဝေသခန့်မှန်းရေးစင်တာ ECMWF ရဲ့ model အရနိုဝင်ဘာလ29ရက်နေ့မှာဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ခြေတရားရခိုင်နှုန်းထိရှိနေတယ်လို့မူလဝေသပညာရှင်ဦးဝင်းနိုင်ကဆိုပါတယ်။အလားတူဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနဲ့တတိယလင်္ကာနိုင်ငံအနီးမှာလည်းနောက်ထပ်လီဘီယားနဲ့ရေဝံတစ်ခုဖြစ်ပေါ်လာနိုင်ပြီးဆက်လက်အားကောင်းလာနိုင်မှာဖြစ်ပါတယ်။ဒါပေမဲ့မုံတိုင်းရဲ့လမ်းကြောင်းအတိအကျကိုဂျိုတင်ခမ်းမဲနဲ့မော်ရီရီကြားမှာ တညီတညွတ်တဲ့အဖြစ်မထွက်သေးတဲ့အတွက်မြန်မာနိုင်ငံကိုဘယ်လောက်တက်ရောက်မလဲဆိုတာကိုတော့အတိပြုနိုင်ခြင်းမရှိသေးဘဲဆက်လက်စောင့်ကြည့်နေရတဲ့အခြေအနေဖြစ်ပါတယ်။မူလဝေဒပညာရှင်အိုးဝင်းနိုင်ကတော့မုံတိုင်းနေဖြစ်လာနိုင်ပေမဲ့ဒီဇင်ဘာလ၁ရက်နေ့အထိမြန်မာနိုင်ငံရဲ့ပြည်내နဲ့တိုင်းအများစုမှာမိုးရွာဖို့အခြေအနေမရှိဘူးလို့ခန့်မှန်းထားပါတယ်။ဒီနေ့မှာတော့တနင်္သာရီတိုင်းနဲ့ကချင်ပြည်နယ်မှာနေရာကွက်ကြားမှုအနေငယ်ရွာနိုင်ပြီးရွာရံရာနှောင်း80လောက်ထိရှိနေပါတယ်။အထူးသဖြင့်တနင်္သာရီတိုင်းမှာမိုးတိမ်တောင်တွေအားကောင်းနေတာကြောင့်လေပြင်းတိုက်တာမိုးကြိုးပြစ်တာနဲ့မိုးသီးကျွေတာလိုမျိုးမိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်လို့ကြိုတင်သတိပြုဖို့လိုအပ်ပါတယ်။ ပင်လယ်ပြင်အခြေအနေအနေနဲ့ကတော့မုံတမခွေမုံတနင်းသာရီကံယူရတဲ့ကမ်းလွန်ပင်လယ်ပြင်တွေမှာမူသက်လီပြင်ကြာရောက်ပြီးလိုင်းကြီးနိုင်ပါတယ်။လေတိုင်နှုန်းကတော့တနအီကို35မိုင်အထိရှိနိုင်ပြီးလိုင်းအမြင့်ကတော့9ဘီကနေ17ဘီအထိရှိနိုင်တာကြောင့်ပင်လယ်ထွက်ရေလုံသားတွေတတိထားဖို့လိုအပ်ပြီးပင်လယ်ပြင်တွင်အနေရရှိနိုင်တာကြောင့်သွားလာခြင်းမပြုကြဖို့အကြံပြုလိုပါတယ်။လက်ရှိမှာတော့မြန်မာနိုင်ငံအထက်ပိုင်းဒေသတွေမှာအပူချိန်တွေကျဆင်းလာနေပြီဖြစ်ပြီးရှမ်းပြည်နယ်၊ကချင်ပြည်နယ်မြောက်ပိုင်းနဲ့ချင်းပြည်နယ်တို့မှာအနေအဆုံအပူချိန်တွေဖြစ်ရှိနေပါတယ်။ နောက်နေ့အတွက်မှလည်းရှမ်းပြည်နယ်၊ကရင်ပြည်နယ်၊နေပြည်တော်နဲ့ချင်းပြည်နယ်တို့မှာညအပူချိန်တွေအနည်းငယ်ထပ်လျော့နေနိုင်ပါတယ်ရှင်။မိုးလေဝသဖြစ်စဉ်ကြိုတင်ခန့်မှန်းချက်တွေဟာအများဆုံး80%ခန့်တော့ဝင်ကျင်တာမှန်နိုင်တာကြောင့်အချိန်နဲ့မျှပြောင်းလဲနိုင်ပါတယ်။နေ့စဉ်ပြောင်းလဲမှုဖြစ်စဉ်တွေကိုလည်း BSM ကနေတင်ပြပေးသွားမှာဖြစ်တဲ့အတွက် BSM ရဲ့နေ့စဉ်မိုးလေဝသအစီအစဉ်တွေကိုစောင့်ကြည့်ပေးကြဖို့မြစ်တာရက်ခံလိုပါတယ်။ BSM ကိုကြည့်ရှုအားပေးကြတဲ့ပရိသတ်တွေနဲ့အတူမြန်မာနိုင်ငံသူနိုင်ငံသားတွေလည်းကျန်းမာပြီးခင်စွာနဲ့တဘာဝပီးအနေအသွေးတွေကနေကင်ဝေးလွတ်မြောက်နိုင်ကြပါစီရှင်။